တာလီစွာပါဘုံချုပ်ထုံးမြင့်နိုင်ဒီကနေ့ဘုံချုပ်ထုံးမြင့်နိုင်ရဲ့58နည်းမြောက်မွေးနေ့ဖြစ်ပါတယ်မွေးနေ့ဆူတောင်းကိုကျွန်တော်ရဲ့ဆိုရှယ်စာမျက်နှာတွေမှာဆူတောင်းစကားတွေပြပုတ်ခဲ့တယ်လို့တကယ်ဖြစ်စီခြင်းနဲ့ စိတ်ဆန္ဒအာတိတနဲ့အာခအိမ်မက်အာခလန်းစင်အာခရဲ့မြို့လင်းချက်တွေကိုဒီဇိုင်းမမက်အာတုံခွန်ဆိုင်ဦးဆွေးဆံမြေစူးစမ်းနေတဲ့ဘုကျထွန်းမြတ်နိုင်ကိုလေးစားအတိမတ်ပြုဂုံပြူချောင်းဘုကျထွန်းမြတ်နဲ့မွေးနေမှာကျွန်တော်လူမျက်ကြော်ကပြောကြပါစီထို့အတူပဲအာခအိမ်မက်တွေကိုဒီဇိုင်းမမက်အကောင့်ထဲပေါ်ပေးနိုင်တယ်လို့ ကျွန်တော်နိုင်ငံရဲ့ပြည်သူတရလုံးရဲ့အိမ်မက်မျောလင့်ချက်ဖြစ်တဲ့အာတီတဆန္ဒဖြစ်တဲ့ဖက်စစ်အာဏာရှင်စနစ်အပိတိုင်ချုပ်ငင်းကြီးခြေမုံနိုင်ကြီးအတွက်လဲဘို့ကြောင့်ထွန်းမြတ်နိုင်ကတိုင်းပြည်နဲ့လူလူတရလုံးကိုကောင်းဆောင်ပြီးတော့ကောင်းဆောင်တယောက်အဖြစ်နဲ့ဥဆောင်ဆင်နွှဲပေးပါလို့၄၈မြောက် ပုဂျုတ်ထုံးမြတ်နိုင်ရဲ့မွေးနေ့မှာကြောချင်ပါတယ်အာရခတ်တော်အီရဲ့တိုက်ဆွမ်းရင်တိတ်မကြခင်မဲ့ကပ္ပစာ16နားကိုရောက်လာတော့မယ်နော်ရောက်လဲရောက်နေပါပြီကပ္ပစာ16တဲမှာဘာတွေဖြစ်နေလဲရမ်းချက်ဆက်ရုံဒီနေရာ location နေနဲ့စိတ်ယုံแท้ကအခြေအနေတွေကိုကျွန်တော်တို့မသိဘူးမထင်နဲ့ ်နော်ရန်ကန်ဘမှာရှိတယ်အရာရှိလိုင်းကန်ဘမှာရှိလေဝိုင်းပတ်ပိတ်ဆိုပြီးတောင်ပေါ်ကထူလိုက်ရင် ပြာကျသွားလိမ့်မယ်ဗျအဲ့တော့အဲ့ဒီအလုတ်တွေကိုအရကတတ်တော့အေးဘုံကျုပ်ထွမြင့်နိုင်တဲ့ပူပေါင်းတက်တွေက ဆောင်ရွက်လိုင်းလိမ့်မယ်လို့ယုံကြည်မိပါတယ်ထို့တူပဲဘုံကျုပ်ထွမြင့်နိုင်ရဲ့မွေးနေ့ဆူတောင်းစကားကို ပြောပြီးမှဒီကနေ့မှမနေ့ကသတင်းရဲ့အဆက်ဖြစ်တဲ့ ဖွေးဖွေးနဲ့ပတ်သက်ပြီးတော့ဖွေးဖွေးကိုပြန်လွတ်လာပြီပြန်လွတ်လိုက်ပြီအလင်းရောင်ကိုဖမ်းထားတယ်ဆိုတဲ့သတင်းတွေထွက်တယ်အခုချိန်ကြီးတော့ဖွေးဖွေးဘက်ကဘာဘာတရားဝင်မှထွက်ပြောတာတော့မရှိသေးဘူးဆိုတော့ဖွေးဖွေးနဲ့အဲဒီအလင်းရောင်အပါအဝင်ပေါ့ဗျာအမှုပညာရှင်တွေကိုပြစ်မှတ်ထားပြီးတော့ဖန်စီချင်းချောင်းမှုကိုလုံနေတာတိုက်တွန်းလှုပ်ဆော်နေတာ စစ်တပ်ကိုရွှေနေတော်သွင်းနေတာကတော့အဓိကကြုံမျိုးမင်းဖြစ်တာကိုကျွန်တော်တွေ့ရပါတယ်ကြုံမျိုးမင်းဟာလူပညာရှင်တွေကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမဲဆွယ်ပေးရမယ်မပေးရင်ဖမ်းဆီးအရေးယူတဲ့နဲ့လူမင်းတို့ပြည်တီဥတို့အိန္ဒါကျော်စင်တို့ကဘာလုပ်နေလဲအစရှိတာတွေကိုတောက်လျှောက်ပြောနေပါတယ်အနုပညာရှင်လောကကိုလည်းနှစ်ချမ်းခွဲပလိုက်ပါပြီစစ်တပ်ကိုထောက်ခံတဲ့အချမ်းကတစ်ချမ်းစစ်တပ်ကိုမထောက်ခံတဲ့အချမ်းကတစ်ချမ်း ဲ့တော့အမှုပညာရှင်တွေထဲမှာမှနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့နေတိုးတို့အဲအစရှိတဲ့စိုင်းဆိုင်ခန်းလိုင်းတို့ဘာတို့ညာတို့ပေါ့ဗျာအလုံးကတော့ဟန်မပြက်စစ်တပ်ကိုကြိုက်လာကြည်တော့မဟုတ်ပေမဲ့နိယာဒါကြောက်တာကတကြောင်တော်လိုင်းအင်အားစုတွေကဒီအချိန်ထိစစ်မတိုက်နိုင်သေးရင်ရွေးကောက်ပွဲကိုမဖြတ်နိုင်ရင် လောလောဆယ်ယက်တီရေးဟာအခက်အခဲဖြစ်နိုင်တယ်ဆိုတော့စိတ်ကူးလူသားတယောက်ရဲ့အတ္တတွေကြောင့်လုံလုံလလျာကြီးစစ်တပ်ကိုတွားရောက်ထောက်ခံတာတော့မဟုတ်ပေမဲ့စစ်တပ်အလိုတော်ကြစစ်တပ်ကအမိတ်ပေးပြီးခေါ်ရင်မတော်ဘဲမနေလို့မရတဲ့အခြေအနေမျိုးတွေကိုရင်ဆိုင်နေရတာကိုတော့ကျွန်တော်တို့ခံစားမိပါတယ်ဒီနေရာမှာပြည်သူအင်နာကျော်စင်း လူမင်းတို့ဆိုရင်လေကျော်မျိုးမင်းကတောက်လျှောက်ရွေးကောက်ပွဲကောက်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါရဖြန့်ချီမဲပေးဖို့လုံ့စော်ရေးတွေသူတို့ကဘာလို့မလုပ်တာလဲဆိုပြီးတော့ရုံရုံမာမာအောက်တန်းကြကြကိုနုပညာရှင်တွေကိုဒုက္ခပေးနေတဲ့လူကတော့အဓိကကျော်မျိုးမင်းဖြစ်နေတာကိုတွေ့ရပါတယ်အဲ့တော့စစ်နိုင်မတိုက်နိုင်ရင် ဆုံဆုံမြုပ်မဲ့အခြေအနေရောက်ပြီလားဒီအချိုးဒီမိုးဒီလူတွေ ਨੇ ရှောင်းနေကိုမျောလင်းလို့ရသည်လားဆိုရမျိုးတွေကိုတော်လံပြည်သူတွေရောတော်လံအင်အားစုဘက်ကသူတွေရောအချိတ်နေဒီအချိန်မှာညှင်းခုန်နေကြပါတယ်ဆိုတော့မနေ့ကမိုးကုတ်မြို့မှာပြည်သူလူလူ တစ်ရက်လုံးကတစ်မျိုးလုံးကဖက်စစ်တပ်ကိုလက်မခံကြောင်းတမ်မုန်ဒီဆန္ဒထုတ်ပေါ်တယ်။တရုတ်ကိုလုံးဝလက်မခံဘူးဆိုတဲ့ကြောင်းဆန္ဒထုတ်ပေါ်တယ်။ပြည်သူလူထုဆန္ဒကတော့စစ်တပ်အုပ်ချုပ်တာလုံးဝမကြိုက်။တော်လိုင်းအင်အားစုတွေကိုလည်းအမြန်ဆုံးနိုင်စေခြင်းလေ။ရသလောက်လေကုတယ်။ဒါပေမဲ့ဒီဘက်ကတော်လိုင်းအင်အားစုရဲ့ဥဆောင်တဲ့လူရဲ့ဆိုတဲ့အန်ယူချီအပါဝင် ဥဆောင်သူတွေကရွေးကောက်ပွဲကိုဖျက်ဆီးနိုင်တဲ့အချိန်ကြီးဆောင်ရွက်မယ်ဆိုရင်ဒီအချိန်မှာစပြီးထိုးစစ်ခန့်စစ်တိုက်စစ်ခွာစစ်ခြီစစ်အစားရှိတာတွေကိုဆောင်ရွက်တင်တဲ့အချိန်ကြီးမျိုးပါလက်တလောအချိန်ကြီးထိတော့တရားဝင်ထုတ်ပြန်စစ်စင်တာမျိုးတော့မတွေ့ရသေးပါပဲအောက်ခြေမြေပြင်မှာအရခတ်တက်တော်အေးနဲ့ပူပေါင်းတက်တည်နေတိုက်ပွဲဝင်တဲ့ ဘီလူကာဝေးတက်မတော်သားတွေရှိနေတယ်ဆိုတော့ကိုတော့ကြားရတယ်မန္တလေး PDF နဲ့မုတ်ကုပ်ယူဟာအဆရှိတဲ့တက်တွေကလည်းမုတ်ကုပ်မြို့ကိုကာဝေးရင်းနဲ့မုတ်ကုပ်မိုးမိတ်တဲ့ကျော်ပြန်လေခုခံနိုင်ရေးစူးစမ်းနေတယ်စီရင်ပြူဟာအခင်းချင်းကိုကြည့်မယ်ဆိုရင်တော့နောင်ချိုတီဘောနဲ့တကွတွင်းငယ်အဆရှိတဲ့ဒေတာတွေ မိုးကုတ်နဲ့မိုးမိတ်ဟာဖက်စစ်တပ်ဟာတပြေးပြေးပတ်လဲဝိုင်းပိတ်ထားတဲ့အခြေအနေမျိုးကိုတော့မြင်ရတယ်။ဒီအခြေအနေတွေကြောင့်ပဲဖက်စစ်တပ်ဟာကုန်စားပြနေတယ်။နလန်ထလာ။ဒီနလန်ထတာကိုရိုက်ချိုးဖို့နီလန်ကတော်လန်ဝင်ရိုးနှစ်ရက်လေပတ်ဖို့လိုပါတယ်။ဒီတော်လန်ဝင်ရိုးနှစ်ရက်လေပတ်ဖို့ကိစ္စရက်တွေလိုအပ်တယ်လို့ ာနာဘဟုချက်ဖြစ်တဲ့ညီမကြီးအလဲပိုင်းဒေတာကြီးရွှေဘိုးလွင်မြင့်မိထီလာလွင်မြင့်တကြောနဲ့စကိုင်းမကွေးကိုတော်လိုက်တက်တွေကလက်ရှိထိန်ချုပ်ထားတာတက်ပုံမူခိုင်မာတဲ့အုတ်ချုပ်ရေးတရားစီရင်ကိစ္စတွေကိုမူဝါဒနဲ့အညီခိုင်ခိုင်မာမာဆောင်ရွက်ပြည်သူနဲ့တသားတဲ့နေပြည်သူကိုစီယုံလုံးစုံဒီလိုအခြေအနေမျိုးကို လုံနိုင်ဖို့လက်ရှိအချိန်မှာတော့မလုံလောက်သေးတဲ့အခြေအနေမျိုးတွေ့ရပါတယ်။ဆိုတော့ဒေါ်လန်ဝင်ယိုးနေ့ရက်နဲ့လေပတ်ဖို့ပြောတဲ့အစအဦးဆုံးပြောသူကတော့ဆရာကြီးဦးသန်းစိုးထိုင် ဖြစ်ပါတယ်။ကျွန်တော်ကပထမဝင်ယိုးအညာဟာစကိုင်းဟာမကွေးဟာဒေါ်လန်ဝင်ယိုးတရက်ဖြစ်တယ်။အာနာပူချက်ဖြစ်တယ်ဆိုတော့အယူအဆကိုတိုင်းပြည်ကိုကျွန်တော်တို့ထုတ်ဖို့ပြောပြခဲ့ပါတယ်။ဒါနဲ့ထက်စစ် ရှာယူတန်းစုနိုင်တို့ရဲ့စီးနိုင်ငံရေးအတွေ့အကြုံရမျိုးဆက်တမိုင်းအတွေ့အကြုံရှိတဲ့ပုံကိုယ်ရဲ့ထက်မှန်ဖြစ်ဆွတ်တင်ပြတဲ့အတွေ့အခေါ်တရက်ကပုံမူပြည့်စုံတာကိုတွေ့ရပါတယ်တိုင်းသားတော်လှန်ရေးတပ်တွေရဲ့တိုင်းသားတော်လှန်ရေးတပ်များတပ်ပေါင်းစုဗမာတပ်များတပ်ပေါင်းစု 你得保守那生活，多人网友那瞧撇巴哩，你多人网友那瞧呢？是人个伊，对呀，是伊，奥丑伊，啥事了哩？个，对位，比伊对得耍，甚至呀，性命上要比得干啦，多人一个，毛难耐些，你多人网友那也撇拉不短。 အားလုံးမျော်လင့်နေကြတယ်ဆိုတာလည်းယုံကြည်ပါတယ်။ဒါနဲ့ပတ်သက်ပြီးထက်မှန်အကျေတဝင့်ကိုကျွန်တော်ဟိုဘက် Allergy Review Channel မှာပြောမယ်။ဒီကနေ့ကဘာသာစနစ်ကိုရှင်းလိုက်တော့ငါလုံးနဲ့ပြည့်တဲ့တည်င်းလေးရှိဒါကိုဟိုဘက် Allergy Review မှာပြောမယ်။ဒီဘက်မှာပြောချင်တဲ့အဓိကအကြောင်းအရာကရေကောက်ပွဲစကားဆိုင်ရဲ့စစ်တပ်ရဲ့နိုင်ငံရေးထိုးစစ်လက်ရှိပြည်သူလူထုရင်ဆိုင်နေရတဲ့အခြေအနေ ရုပ်ရှင်တရုပ်ဆောင်တွေအမှုပညာရှင်တွေအကုန်လုံးကိုစစ်တပ်တနက်ထောက်ပြီးချင်းချောက်ခါနှစ်ချမ်းခွဲပလိုက်ပြီဘုန်းကြီးကိုလည်းနှစ်ချမ်းခွဲတယ်ចောင်းသားကိုလည်းနှစ်ချမ်းခွဲတယ်ပြည်သူလူထုတဲမှာလည်းနှစ်ချမ်းခွဲပါပြီနှစ်ချမ်းတော့မကလားတော်လိုင်းအင်အားစုကိုလည်းနှစ်ချမ်းခွဲဖို့စူးစမ်းနေပါတယ်အဲ့ဒီမှာမအန်ယူဂျီကိုမကြိုက်တဲ့လူအန်ယူဂျီလော်ဘီအုပ်စုကတစုလွတ်လပ်သောတော်လန်တော်လန်သူများ လွတ်လပ်သောအတွေးခေါ်ရှိသူများစစ်နိုင်တိုက်ချင်သူများကတစုအနုကြည်လော်ဘီအုပ်စုကတော့အုံနယ်ချင်းနဲ့ဝိုင်းဝန်းဆဲဆိုချိန်မောင်းဟွန်းဒါမျိုးတွေတစုပေါ့ဗျအဲ့တော့ဒေါ်လန်ပြည်သူတွေဟာဒီအချိန်ထိရက်ခံခဲ့ကြတယ်တပတ်မှလည်းပွေပွေဖမ်းလိုက်ပြီပြန်လွတ်လိုက်ပြီရှင်းရှင်းပြောရရင်တော့ဒါတွေဟာပြည်သူလူထုကိုစိုက်ကူပေါ့ဗျဝါရဖြန့်နေတာဖြစ် တခြားရာဟာရီစီအာယုံမရောက်အောင်ဥပမာဆိုရင်မိုးကုတ်တံပုံးတီးမှုတည်င်းဟာတနိုင်ငံလုံးကိုတောင်းရင်ဖြစ်သွားတဲ့အခါအခြားမျိုးရွာတွေပါတံပုံးတီးခဲ့ကြရင်စစ်တပ်ဟာလူလူကိုထိမ့်မရရင်ဒီစစ်ကိုနိုင်အောင်တိုက်လို့မရဘူးစစ်တပ်ကလူလူထကြွလာမှာအုံကြွလာမှာအယမ်းကြောက်တယ်တနက်ကင်လာတဲ့လူတွေထက်လူလူအုံကြွမှာကြောက်တယ်ဟာရှုံကျွန်တော်ပြောတာရှုံ လူလူအုံကြွားမှုဟာအမှုမျိုးပုံးတဲ့ပြင်းတယ်မင်းအောင်လိုင်ရဲ့အာဏာကိုချင်းချောက်နိုင်တယ်လူလူအုံကြွားမှုဟာမင်းအောင်လိုင်ရဲ့ဖြစ်တည်မှုအားလုံးကိုရိုက်ချိုးပြစီနိုင်တယ်အဲ့မှာတကာပေါ်အချိုဆင့်အချိုပေါ်တကာဆင့်လူလူကအုံကြွားဒီဘက်ကလက်နက်ကင်တော်လိုင်ရေးတပ်ဖွဲ့တွေနဲ့တိုင်းသားတပ်တွေကဝင်တိုက်စီးရင်နိုင်ငံကြီးပေါင်းဆက်နိုင်ရင်ပွဲပြတ်တယ် ဲ့မှာနှစ်ချက်နောက်တစ်ချက်ကတော်လန်ဝင်ယူနှစ်ရက်တိုင်းသားတော်လန်တပ်ပေါင်းစုတွေရဲ့သွေးတန်တမိတ်ဗမာတပ်ပေါင်းစုတွေရဲ့တသွေးတန်တမိတ်ဒီနှစ်ချက်နဲ့လူလူအောင်ကြောင်းမှုစီရင်နိုင်ငံရေးအတွေ့အဆက်ပါဇက်ကပြောတော့လွယ်ပါတယ်လို့ရတော့ခက်ခဲပါလိမ့်မယ်ခက်ခဲပြီးခက်ခဲ냐လောက်ကိုလောက်ကြရမှာနိုင်ချင်တော့နိုင်ချင်လောက်ရမှာပဲမနိုင်ချင်မလောက်ကြနိုင် အဲ့တော့ဗမာအင်အားစုတွေကိုစုစည်းဖို့ဗမာစင်စားစုတွေကိုစုစည်းနိုင်ဖို့ဗမာတပ်ပေါင်းစုကြီးဖြစ်လာဖို့ကျွန်တော်ရဲ့တွေးဆချက်အရဆိုရင်လုံနိုင်ကြီးအရှိဆုံးလုံပိုင်ခွင့်ရှိတယ်လို့ယူဆရဆုံးတော်လိုင်းငွေကြေးများကိုအများဆုံးရယူကင်တွယ်ထားတဲ့အန်ယူဂျီဆိုတဲ့အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုဟာဗမာတပ်ပေါင်းစုကြီးနဲ့ဗမာဒေသမြေပြန့်ဒေသများတက်မတော်တည်းဖြစ်ပေါ်လာဖို့ လှုပ်ချင်တယ်ဆိုရင်လှုပ်ချင်စိတ်ရှိတယ်ဆိုရင်လှုပ်လို့ရပါတယ်ဖြစ်လေဖြစ်ပါ တယ်ဒါပေမဲ့အန်ယူချီရဲ့အတွေးခေါ်အမှားကသူ့လက်အောက်ကိုဝင်မဝင်သူ့အမိတ်မနာခံတပြားမှမပေးဘူးချိန်မုံးမယ်ဆိုတဲ့ဖက်စစ်တက်လို့စိတ်ကူးအတွေးခေါ်မျိုးရှိနေတာကိုလည်းကျွန်တော်တွေ့ရပါတယ်အန်ယူဂျီကိုစော်ကားတာမဟုတ်ဘူးအန်ယူဂျီကတချို့လူတွေလောက်တာဖြစ်ပါလိမ့်မယ် အနုကြည်ရဲ့ဖွဲ့စည်းတစ်ခုလုံးအနေနဲ့ကတော့ဒီမိုကရေစီဝါဒတို့တော်လှန်ရေးဆင်နွှဲနေတယ်တို့ကိုကျွန်တော်တို့ကအမူဝါဒရလက်ခံယုံကြည်လို့ရတယ်သို့တော့အန်ယူဂျီတွေကတချို့သောသူတွေရဲ့ဘယ်လိုပြောမလဲမိမိတစုတပွဲအကျိုးစီးပွားအခြေပြုသောအတွေးခေါ်လို့ပဲပြောဒီအခြေအနေကြောင့်မြေပြန့်ဒေတာများတက်မတော်ဆိုရက်မြေပြန့်ဒေတာများတက်ပေါင်းစုကြီးဒီနေ့၅နှစ်ရှောက်ဖို့ 3လလောက်လို့ထိဖြစ်မလာသေးပါတဖက်မှာတိုင်းသားတပ်ဖွဲ့တွေအနေနဲ့လည်းတိုင်းသားတပ်များတိုင်းသားတော်လှန်ရေးတပ်များတပ်ပေါင်းစုဆိုတာညောက်ပိုင်းညောင်3ဘွဲ့ FMCC ခုနဖွဲ့ဒါတွေကလည်းရင်တိုင်းသားတော်လှန်ရေးတပ်များတပ်ပေါင်းစုဆိုတာမရှိပြီပါ မလုတ်ချင်လို့လားလုတ်ဖို့စံနာမရှိလို့လားစစ်တပ်ကိုပဲအဆင်ပြေသလိုပေါင်းမယ်လို့စိတ်ကူးနေကြလားတကယ်နိုင်ခြင်းစိတ်ရှိတဲ့အရခတ်တတော်နဲ့ KIA အပါဝင်တချို့တိုင်းသားတော်လိုင်းတက်တွေကတော့တကယ်တိုက်တယ်တချို့ကြတော့လည်းတိုက်ချင်အောင်စောင်းတယ်တချို့ကြတော့လည်းတိုက်ကိုမတိုက်ဘူးတချို့ကြတော့လည်းပေါ်တင်ပေါင်းတယ်တိုင်းသားတွေဘက်မှာလည်းဒီအခြေအနေရှိသလိုမိမိပြည်နယ် မိမိဒေတာစစ်ကောင်စီကင်းစင်ရေးဦးစားပေးတိုက်ပွဲဝင်မှုကိုလည်းတွေ့ရတယ်။အဲ့ဒီမှာမှသင်ကန်းစာယူစရာဆိုရင် TNL ရဲ့လက်ရှိနောင်ချိုတီဘောမိုးမိတ်မိုးကုတ်တို့လက်လွတ်ရတဲ့အခြေအနေဆိုရင်အရှိကလူအများသုံးသက်သွားသလိုပဲသူတိုက်သူယူသူနေမြေသူတီချောင်သူအာနာတီဆောက်သူအုတ်ချုပ်သူအခွန်ကောက်သူလှုပ်ချင်တာလှုပ်ပရိသတ်ညီရှင်ပရိသတ်ကဲ့သို့ ုံစံမျိုးမာမိတ်ညာနဲ့ဆက်ဆံရေးပိုင်းမှာလဲတလွဲတချော်တဘူတမင်း KAI နဲ့ရန်ဖြစ် SSP နဲ့ရန်ဖြစ်အောက်ခြေတပ်သားတွေချင်းချင်းမှာပြဿနာတွေများဒီအခြေအနေတွေကြောင့်တကယ့်စီရီမှာဖက်စစ်တပ်ကစစ်ထိုးလာတဲ့အချိန်မှာမာမိတ်တပ်မရှိဘူးတပ်ပေါင်းစုမရှိဘူး အတူတွဲတိုက်ပွဲဝင်မဲ့တိုင်းသားဒေါ်လာကြီးတက်ကောဗမာတက်တွေကိုမရှိတဲ့အခါ TNL ဟာသူ့ရဲ့အင်အားချိန်ဆတရုတ်ရဲ့ဖိအားဘာညာတရကနေကြကွာစီကောင်းစင်မျိုးစုံနဲ့ပေးလိုက်တယ်ကွာပေးလိုက်ရပါတယ်အဲ့တော့ကျွန်တော်တို့ကတရုံစားပန်းရှီမန်းတည်တင်ပါပြီနှစ်တုံးထက်စားမလို့လားတိုင်းသားတွေနေပေါင်း80နေပေါင်း30နေပေါင်း40နေပေါင်း50ကျွန်တော်တို့ထက်စောပြီးဒေါ်လာကြီးလုံးခဲ့ကြတာတပေါင်းစုတင်တယ်လို့တိုင်းသားဒေါ်လာကြီးတက်တွေကော မယူဆဘူးလားတပ်ပေါင်းစုစုစည်းညီညွတ်မှစစ်တပ်ကိုနိုင်မယ်လို့မယူဆဘူးလားလုံးမယ်တပ်ပေါင်းစုတိဆောက်မယ်ဆိုရယ်စိတ်ကူတိုင်းသားကောင်းဆောင်နေမှာ哦မရှိနေဘူးလားရှိနေလားလုံးလို့မရတာလားကျွန်တော်လုံးဝမရှင်းဘူးတပ်ပေါင်းစုတိုင်ရင်နိုင်မယ်ဆိုတာသူတို့သိပြီးသားကျွန်တော်တို့လည်းပိုသိတယ်တစ်ဖက်မှာ တိုင်းသားတော်လှန်ရေးတပ်ပေါင်းစုရဲ့ဥဆောင်မှုပြည့်စည်ရင်ဥဆောင်မှုပြည့်မြေပြန်ဒေသများတပ်မတော်တပ်ပေါင်းစုကြီးကတိုင်းသားတော်လှန်ရေးတပ်များရဲ့စည်ရင်ဥဆောင်မှုနောက်မှာနိုင်ငံရေးပေါင်းစပ်မှုစည်ရင်ပေါင်းစပ်မှုတွေနဲ့ဖက်စစ်တပ်ကိုအနိုင်တိုက်လို့ရနေတယ်အဲ့နီးလန်းဟာနိုင်ကိုနိုင်တယ်အဲ့လိုသာတိုက်တစ်ဖက်မှာပြည်သူကအုံကြွတခဲနဲ့လဲနေလီအောင်မြင်းဆောင်မကြံပါဝင်လာပြီးအခု နေပြီးတော့မာရဝိဇ္ဇာဆိုတဲ့စမိုင်းလင်းဗုဒ္ဓရှိမှစုံမဲ့တစောင်းနိုင်ပွဲတော်တချင်းဟာသွေးတစ္ဆာဖြစ်သွားလို့ရပါတယ်လူတဘာဝရနိရရာကြောက်ရတာလို့နိုင်တဲ့ဘက်ရက်မာတို့ကလူတဘာဝရဘာဖြစ်လို့ဆိုကုကေယာမဲ့ဘဝမှာကို့ကာကွယ်မဲ့လူမရှိတဲ့အချိန်ဒီမှာတော့ကိုအဆင်ပြေသလိုရက်တည်ရတဲ့လူတဘာဝကိုထဲ့သွင်းတက်ချက်ဖို့လိုတယ်ဒါကြောင့်မို့ကျွန်တော်တို့ ော်လိုင်းရေးတက်တွေနိုင်ရင်ဒီနေ့နိုင်ရင်ဒီနေ့ပြည်သူတခဲနဲ့ပါတယ်မနိုင်လဲပါတယ်မနိုင်လို့တော့မရဘူးဆိုတဲ့စိတ်နဲ့ပါနေကြတယ်ဒါကတော်လိုင်းပြည်သူယုံကြည်ချက်ကိုဒီဇိုင်းမမတ်နဲ့သွားတဲ့တော်လိုင်းပြည်သူကတတ်တတ်ပေါ့ဗျာပြည်သူလူလူဆိုတာအဲမှာလဲအလွှာပေါင်းစုံရှိတာဘူးဗျာတကယ်တိုင်းပြည်ပြောင်းလဲစေခြင်းနဲ့စိတ်စေတနာအပြည့်နဲ့လုပ်တဲ့ပြည်သူလူလူရှိတယ် တော်လံပြီးသူလူလူရှိတယ်တချို့ကြတော့လည်းပေါ့ပေါ့နေပေါ့ပေါ့ဆာအဆင်ပြေသူတွေနေတဲ့လူရှိတယ်တချို့ကြတော့လည်းစီးပွားရေးလုပ်ငန်းများရအဆင်ပြေသူနေရတာတွေရှိတယ်တချို့ကတော့စစ်တပ်ကိုလုံးဝမကြိုက်ဘူးဒါပေမဲ့အဆင်ပြေအောင်နေရတယ်တချို့ကြတော့လုံးဝမကြိုက်လို့ဝါတော့ဟိုတော်လံနေကွာဒါမျိုးတွေသူကအပြင်းအပြော့အမာအမာအပြော့လူရန်စားအမျိုးစုံစိတ်မျိုးစုံပတ်ဝန်းကျင်မျိုးစုံဘဝမျိုးစုံ ਨੇ ရှင်နေနေရတဲ့ပြည်သူလူလူရဲ့ထွက်ပေါက်တစ်ခုတစ်ခုတည်းသောထွက်ပေါက်ဟာတော်လိုင်းတက်တွေစစ်နိုင်ရင်ခမတို့အခုကြားနေတဲ့တောင်ကြီးတစောင်းနိုင်ပွဲတော်ကဆိုင်ဆိုင်ခံနိုင်ရဲ့တချင်းနေရာမှာလင်းလင်းရဲ့ရောင်နေတချင်းဖြစ်သွားပါလိမ့်ကျွန်တော်တို့ခမတို့အခုကြားနေတဲ့တစောင်းနိုင်ကတစောင်းနိုင်ပွဲမာရဝီဇီယာနေပြည်တော်ပွဲမှာလူလှိုင်းလုံးကြီးပေါ့အများကြီးပေါ့သူတို့ကျင်းပနေရောအဲ့ဒီစုံနေတဲ့တချင်းတန်တွေအားလုံး အဆိုတော်တွေအားလုံးကသွေးသစ္စာကိုဆူလာပါလိမ့်မယ်ဆိုတော့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော့အကယ်၍ရွေးကောက်ပွဲကိုရက်တန့်မယ်လက်မခံဘူးဆိုရင်စစ်ပွဲကိုစတင်တဲ့အချိန်မှာရွေးကောက်ပွဲလုံးဖြစ်အောင်ထိုင်ဆောင်ပေးလို့မရပါဘူး အငူတွေကရွေးကောက်ပွဲလုံမယ်ဆိုတဲ့လုံနိုင်မယ်ဆိုတဲ့အချက်လက်တွေနေရာတွေအခင်းကြီးနေမှန်သမျှတရဆက်ရိုက်ချိုးဖြက်စီးရပ်တန့်ပြရမယ်အခြေပြောချင်တာကတော့ရွေးကောက်ပွဲကိုတကယ်ရပ်တန့်ဖို့ NUG ကကြီးရွယ်ချက်ရှိတယ်စဉ်းစားတယ်တိုက်ပွဲဝင်မယ်စစ်ပွဲကိုစတင်မယ်ဆိုရင်တော့ဒီကာလကနောက်တော့ကြာနေပါ ် NUG ထိုးစစ်စနိုင်မယ်လို့ခင်ဗျားတို့ယူဆသလားရွေးကောက်ပွဲကိုရပ်တန့်မယ်လို့ရပ်တန့်နိုင်မယ်လို့ယူဆသလားမရပ်တန့်နိုင်မယ်ရွေးကောက်ပွဲဖြစ်ရင်ရောဘာတွေစဖြစ်နိုင်လဲ